ကမ္ဘာ့ချန်နာဆောင်ပုဂ္ဂိုလ်ဘီလီယံနာအီလွန်မတ်ဟာကမ္ဘာပထမဆုံးထရီလီယံနာဖြစ်ရန်နှိစက်နေရလို့အော်တိုဘလာတရက်မှာ Ford Magazine ကဖော်ပြခဲ့ပါတယ်။ Tesla နဲ့ SpaceX အမှုဆောင်ချုပ်အီလွန်မတ်ဟာနိုင်ငံရေးမှာပါဝင်ခဲ့ခြင်းကြောင့်သူပိုင်ဆိုင်တဲ့ EV ကားကုမ္ပဏီရဲ့ share ဈေးများကျဆင်းခဲ့ရမှာအဆိုပါ share ဈေးများပြန်တက်လာတာကြောင့်သူဟာ American Dollar Billion 900ကျော်ဝါးတဲ့ပထမဆုံးပုဂ္ဂိုလ်ဖြစ်အခိုက်အတန့်အဖြစ်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်အသက်54နှစ်အရွယ် Matt ရဲ့အတတင်ပိုင်ဆိုင်မှုစုစုပေါင်းဟာ American Dollar 499.1 billion တို့ပြန်လည်ကျဆင်းသွားတယ်လို့ ရီယယ်တိုင်းဘီလီယနာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ Ford Magazine ရဲ့ကမ္ဘာချမ်းသာဆုံးစီးရင်မှာ Elon Musk ပြီးရင်ဒုတိယချမ်းသာဆုံးပုဂ္ဂိုလ်မှာ Oregon အမှုဆောင်ကျော် Larry Ellison ဒေါ်လာ350.8ဘီလီယံတတိယချမ်းသာဆုံးပုဂ္ဂိုလ်မှာ Meta အမှုဆောင်ကျော် Mark Zuckerberg ဒေါ်လာ245.8ဘီလီယံတို့ပါဝင်ပါတယ်။ Elon Musk ဟာ online ပုံနှိပ် software company တစ်ခုကို1996ခုနှစ်မှာ American Computer ထုတ်လုပ်တဲ့ company Compaq တန်ဒေါ်လာ300နဲ့ရောင်းချခဲ့ပြီးတဲ့နောက် ဒေါက်တန်ပေါင်းများစွာကိုပထမဆုံးရရှိလာခဲ့ပါတယ်။